ဒနာတရားအနေနဲ့အနေငယ်တရားဟောတာတရားစကားတွေအနေငယ်ဟောပြောပေးမှာဗုဒ္ဓမြတ်စွာဘုရားရှင်ရာဇဇုတထေရုအာနာတိတထေရုအနာရဘိန်တထေရုကိုចောင်းလူမောဒနာပြူတိုင်းပြူတိုင်းဗုဒ္ဓမြတ်စွာကចောင်းကြီးစัจချတရားကိုဟောကြားတော်မူခဲ့တယ် အဓိကအကြောင်းအဒီမှာတော့ကျောင်းလူကိုအဓိကတန်ကြီးကကိုလူတာတွေ့ရတယ်ပေါ့နော်အခုဒီလူကဘယ်လိုလဲရှင်ဗျာတန်ကြီးကပဲနော်ကောင်းပါတယ်တန်ကြီးကဆိုတာအစွဲကင်းတယ်ပေါ့နော်အဲဒါကြောင့်မို့ဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီတော့တန်ဃာတော်ကိုယေရှုကြီးလူတန်းတဲ့တန်ကြီးကကျောင်းမလူကိုအမျက်ဆုံးအလွန်မြတ်တဲ့ဒါနဆိုပြီးတော့ဗုဒ္ဓဟောကြားခဲ့တာပေါ့ဝိဟာရံဒါနံတန်ကတအကံဗုဒ္ဓေနဝဏိတံတဲ့ ဗုဒ္ဓရှင်တို့ဘုရားကเจ้าအလူကိုတန်ကြီးကเจ้าအလူကိုအမျက်ဆုံးဆိုပြီးတော့ဘုရားရှင်တိုင်းဘုရားရှင်တိုင်းကချီးမွမ်းတော်မူခဲ့တယ်ဘုရားတဆူမဟုတ်ဘူးပေါ့နော်ဘုရားရှင်တိုင်းပါလို့တော်မူခဲ့လေချီးမွမ်းတော်ဘာเจ้าအလူကိုလဲတန်ကြီးကเจ้าအလူကိုတဲ့တန်ကဆိုတာကဂုံတော်ကအမတန်ကြီးကျယ်တယ်လေပုဂ္ဂိုလ်ထက် တန်ခါကပူကြည့်ကြတာဟုတ်အဲကြောင့်တန်ကြီးကအလူကိုအလူခံလိုက်တဲ့အရှင်မြတ်တွေကလည်းပူပြီးတော့ကုသိုလ်ထုတယ်တန်ကြီးကအကြောင်းမှနေရတော့ပူပြီးတော့ဝိနည်းတိတ်ခါပုတ်တွေကိုယူယူတီတီလေးလေးမြတ်မြတ်တန်ဖိုးထားပြီးတော့တတိထားပြီးတော့ဖြစ်ချင်းတော့ပူပြီးတော့အဲ့ဒီအရှင်မြတ်တွေကကုသိုလ်ထုတယ်အဲ့လိုပဲအလူရှင်တွေဟာတန်ခါကုံကိုအာယုံပြုပြီးလှူလိုက်တဲ့တန်ကြီးကအကြောင်းအလူဟာအမတန်ကို ကုသိုလ်တရားအဖြစ်အကျိုးတရားအဖြစ်အလွန်အလွန်ကြီးမားတာပေါ့နော်ဒါကြောင့်ဘုရားမြတ်စွာကဒီလိုတန်ခိကချောင်းဝန်သူကိုအကံဗုဒ္ဓေနာဝဏိတံတဲ့ဘုရားရှင်တိုင်းကအမျက်ဆုံးလို့ကြီးမွန်တယ်ဗုဒ္ဓေနာတထာမအဲ့လိုဗုဒ္ဓေနာလို့သုံးရင်ဘုရားရှင်တိုင်းလို့ဒီလိုမျိုးစာပေကဟောချက်ချတယ်ဒါဘုရားရှင်တိုင်းကကြီးမွန်တာပေါ့အဲအဲ့ဒီလိုမျိုးတန်ခိကချောင်းတွေကိုဘယ်လိုပုံကိုယ်တွေကိုဘုရားကလူကိုတိုက်တွန်းခဲ့လဲဆိုတော့ အဲ့ဒီလိုဝိဟာရီကာရရီရမ်မီဝါတယထဘௌဒ္ဓတိအဲ့ဒီလိုဗုဒ္ဓမြတ်စွာဘုရားရှင်ကအဲ့ဒီလိုမိမိရဲ့အကျိုးရှိပွားကိုစုမြင်တဲ့အမျိုးကောင်းသားတွေအမျိုးကောင်းသမီးတွေဟာအဲ့ဒီလိုတန်ကြီးကမွေလျော်ပဲကောင်းတဲ့တန်ကြီးကအကြောင်းတော်ကြီးတွေကိုဆောက်လုပ်လူဒန်းနိုင်ပါတယ်ဆောက်လုပ်လူဒန်းနိုင်ပါတယ်နော်တန်ပတ်တန်အတ္တမတ္တံတော်ဝါအဲ တံပတ်တံအတ္တမတ္တနောမိမိရဲ့အကျိုးရှိမှုကိုရှုမြင်တဲ့သူတော်ကောင်းတွေဟာအဲ့ဒီလိုတန်ခိကကြောင်းလူပြီးလူကြပါတယ်ပြီးလို့ရှိရင်အဲ့လိုဝိဟာရီကာရီရန်မီဟာအဲ့လိုတန်ခိကကြောင်းလူတွေကိုစောင့်လို့လူတန်းပြီးရင်လဲအဲ့လိုဝိလျော်ပဲကောင်းတဲ့ကြောင်းတွေမှာဝါတယထဘဟုတုတိဘဟုတုတဆိုတဲ့ပရိယပတိပတ်ဘဟုတုတပြေဝါတဲ့သူတော်စင်တွေကို စာပေသင်ကြားတရားဟောပြောပြသပြီးတော့သတင်းသုံးနေထိုင်စေရမယ်ပေါ့ဗုဒ္ဓမြတ်စွာရဲ့တာသနာတော်တိတ်စီခံကြချီးစနစ်ကြအလူရှင်ဘက်ကလည်းချီးတယ်အလူခံပုဂ္ဂိုလ်ဘက်လည်းချီးတယ်လူခံပုဂ္ဂိုလ်တွေကိုလည်းရွေးချယ်ဒီသာဖြစ်တယ်ပေါ့အလူရှင်ပုဂ္ဂိုလ်ဘက်မှာလည်းကျေးဇူးကြီးမားစေခြင်းတော့ပေါ့ဒါကြောင့်မို့တိုင်းရင်းအကြောင်းတွေဆောက်လုပ်လူတန်းတွေအမတန်မှုလျော်ကောင်းတဲ့အကြောင်းတွေကိုဆောက်လုပ်နေတယ်အနာဝိဟာရီ ရမ်မေတဲ့နော်ဝိဟာရီကာရီရမ်မေတဲ့အဲ့လိုမွေးလေပဲကောင်းတဲ့ចောင်းတွေဆောက်လို့လူတန်းပြီးရဝါတယိထဘောသူတိအဲ့လိုလာတာအခုဒီနေ့အလူရှင်တွေလူတန်းတွေចောင်းတော်ကြီးတွေဟာတရားနာပြည့်တဲ့အပေါင်းတို့ကြီးကြီးပေါ့အမတန်ဆန်းဆန်းကြယ်ကြယ်ခန်းခန်းနာနာကြီးကိုဆောက်လုပ်ထားတာအမတန်ထူးဆန်းတယ်မနောပုပ္ပင်ကမှာဓမ္မမနောတ္ထာမနောမယာမနတာစီပတ္တန်နေနာဘာတတိဝါကရောတိဝါဒီစိတ်ကရှေ့သွားကောင်းဆောင်ရှိတော့ နောပုပ်ပင်ကမာဓမ္မတကယ်ကိုနံခန္ဓာတရားတို့တွေမနောဆိုတာရှိသွားကောင်ဒီစိတ်ကပြထန်းတော့သူ့ရဲ့တတ္တာတရားတွေပညာတရားတွေဒီစိတ်ကရှင်းရှူးနေတော့တန်ဃာတော်တွေအတွက်အမတန်ခန္ဓာကြီးကျယ်စံပြတဲ့ဒီလိုစိတ်ကနေဖြစ်ပေါ်လာတဲ့ဒီစိတ်ကကြံစည်လိုက်တဲ့အတိုင်းကိုလက်တွေ့မနပါစီပတန်နေနဘာတတိဝါကရောတိဝါကြည်လင်တဲ့စိတ်လေးတွေနဲ့တွေးပြီးတော့ဘယ်နေရာမှာဘာလို့လိုအပ်တယ် ဘယ်လိုပုံစံလေးဘယ်လိုလှုပ်လိုက်ရင်ဘယ်လိုကြည့်လို့ကောင်းမလဲဘယ်လိုစိတ်ကိုကြည်လင်စေမလဲဘယ်လိုဆရာတော်ကဘယ်လိုတည်င်းသုံးမယ်ဆိုရင်ဘယ်လိုဖျားခန်းလေးကိုဘယ်လိုလှုပ်မလဲဖျားခန်းလေးနဲ့အတူတူတကယ့်ဓမ္မစာပေတွေကိုဘယ်လိုပူဇော်မလဲဆရာတော်ကဘယ်လိုဓမ္မစာပေတွေကြည့်မယ်ဘယ်နေရာမှာတရားအားထုတ်မလဲသူမှသူအစီအစဉ်တရားအကြောင်းလေးကိုဆောက်လုပ်ထားဒါစိတ်ကစမ်းကြဲ့တာတရဝါးတွေကစိတ်တွေစမ်းကြဲ့လို့တရဝါးတွေလည်းဘာဖြစ်နေရလဲစမ်းကြဲ့ကိုယ့်ရဲ့ကံအကြောင်းအားလျော်စွာပဲ မကောင်းတဲ့စိတ်ဖြစ်တဲ့လူကမကောင်းတဲ့အတွေးတွေမကောင်းတဲ့အကြံတွေနဲ့မကောင်းမှုတွေတွေးရင်ကြံရင်ပြုလုပ်ရင်နဲ့သူတို့ဘဝတွေဟာအပယ်လေးပုံကနေမတက်တော့အတုစိတ်နဲ့သူပေါ့စိတ်ကနေပြီးတော့တရားဝါတွေကိုဖန်တီးသွားဒီစိတ်ကနေစပြီးကံတွေတီချောင်မိတာပေါ့မကောင်းတဲ့အတွေးကနေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေလုပ်ရင်အဲ့ဒီကိုအပယ်ပြီးကြရတယ်ကောင်းတဲ့အတွေးကနေကောင်းတဲ့အကြံဟန်နေကောင်းတဲ့အပြောတွေကောင်းတဲ့ကာယကံတွေထိရောက်လာလက်တွေ့လုပ်ရင်းနဲ့ ကောင်းမွန်တဲ့ဘဝပိုင်ရှင်တွေနောက်ဆုံးဘဝကလွတ်မြောက်တဲ့ငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်တွေဖြစ်လာကြတယ်။အဲအခုလည်းအဲ့ဒီလိုမျိုးပေါ့ဒီလိုစိတ်တွေစမ်းကြည့်ပြီးတော့အကောင်းဆုံးဗုဒ္ဓပြောတဲ့ဝိဟာရီကာရရီရမ်းလေးမနက်မွေးလေပေါင်းတဲ့ចောင်းကြီးတွေសောက်លុលူដានပြီးတော့ဒီចောင်းလို့ဒီចောင်းနေសောက်លុលူដានပြီးဒီတိုင်းចិត្តွားတာကိုလေဗုဒ္ဓကမလိုလားအလူရှင်တွေဘက်ကတာဝန်ကြည်ရောအလူရှင်တွေဘက်ကတာဝန်ကြည်ပြီးသာသနာဝန်ထမ်းရှင်ရဲတွေဘက်ကတာဝန်မကြည်ရင်လေဗုဒ္ဓကမကြိုက်ဘူး တရားမျှတမှုရှိရရန်တော်တွေဘက်ကအကောင်းစားတွေပဲအလူခံပြီးတော့သာသနာလုံးမလုပ်ဘူးကိုကျင့်ရမယ်ရန်တို့ရဲ့ဂုံရည်တန်ဃာတော်တို့ရဲ့ဂုံရည်တွေအဲ့ဒီဂုံရည်တွေမရှိဘူးဒီလာကိုကောင်းစားမခြင်းဝီနီကိုကောင်းစားမခြင်းပရိယံပတိပတ်ကိုတကယ်အာမထုတ်ပဲနဲ့ဒီအကြောင်းကောင်းကြီးတွေမှာစိန်ခံပြီးတော့နေနေမယ်ဆိုရင်လေအတိတ်ပဲရှိပါမလားအတိတ်ပဲမရှိတော့ဒါကြောင့်ဗုဒ္ဓဟာအလူရှင်တွေကိုတေချာဆက်လက်ပြီးညွှန်ကြားသွားတယ် နော်ဝါတယိထဘဟုတုတိတဲ့တကယ်ကိုတီလကိုချစ်ခင်မြတ်လို့ပြီးတော့တကယ်ကိုဘဟုတုတပရိယပฏิပတ်တုတဆွဲဆောင်တဲ့စာပေသင်ကြားဟောပြောပူဇော်ပြသတဲ့ဒီလိုသူတော်စင်တွေကိုဓမ္မဝိနည်းတော်နဲ့အညီသာသနာပြုအလုပ်တွေအားထုတ်ပြီးတော့တည်င်းသုံးနေထိုင်စေရမယ်မကောင်းဘူးလားကောင်းလားအိတ်ကောင်းလားအဲ့ဒါမှတကယ်လှပတဲ့ចောင်းကြီးဖြစ်လာတာចောင်းကြီးတွေလှပြီးတော့ចောင်းမှနေတဲ့ပုံကိုယ်တွေကယန်းတို့ရဲ့ကျင့်တင်ကျင့်တိုက်တဲ့ယန်းဝိနည်းယန်းကျင့်ဝတ်တွေ သာသနာမှာကျင့်ကြံရမယ်ပရိယပတိပတ်တွေမကျင့်ဘဲနဲ့နေထိုင်မယ်ဆိုရင်အတိတ်ပဲရှိပါတော့မလားဘာမှအတိတ်ပဲမရှိတော့ဘူးအဲ့ဒါကြီးကတစ်ဖက်သက်ကြီးတစ်ဖက်သက်ဆန်တော့နေအလူရှင်ဘက်ပဲသူ့ရဲ့စိတ်ထက်တန်တော့ကုသိုလ်အကျိုးရှိရင်ရှိအလူခံပုံကိုအတွက်ကတော့ဘာမှအတိတ်ပဲမရှိတော့ဘာမှအတိတ်ပဲမရှိတဲ့ဘဝတွေဖြစ်သွားတော့ပေါ့နော်ဒါကြောင့်ဘုရားအဲ့လိုညွန်ကြားတယ်အဲ့လိုညွန်ကြားပြီးတော့အဲ့လိုအရှင်မြတ်တွေကိုတကယ်ကိုတေတံအနင်းစပါနင်းစစသည်ဖြစ်ပေါ့နော်ဖခင်ကဆက်ဟောတယ် ကျော်ရည်တွေအဝတ်သင်္ကန်းတွေအစားအသောက်တွေဖြစ်အဲ့ဒီလိုပြုစုစောင့်ရှောက်ပြီးတော့သာသနာပြတာဝန်ထမ်းရကြတော့ပေါ့အဲ့ဒီလိုတက္ကရာမတွေကိုဒီလိုအရှင်မြတ်တွေကယေရှုတွေရှိသွားပြီးအော်တို့တက္ကရာမတွေကယေရှုရှိတယ်တို့တန်ခါတွေအပေါ်မှာတာဝန်ကျေတယ်ဆိုပြီးတော့ဒီတက္ကရာမတွေကိုယဟန်တော်တွေဘက်ကပြန်ပြီးတော့ပေးဆက်တွေကဘာပေးဆက်ရလဲပစ္စည်းလက်ဆောင်တွေပေးဖို့မလိုဘူးစေကုပေးဖို့မလိုဘူးတက္ကရာမတွေအခိုင်းအစီလုပ်ဖို့မလိုဘူးသာသနာတော်နဲ့ဆန့်ကျင်တဲ့ဝိနည်းတော်နဲ့ဆန့်ကျင်တဲ့မိစ္ဆာစီဝါတွေလုပ်เสียမလိုဘူး ယန်းဘွားဟာတကယ်ကိုယ့်ရဲ့တရားတော်မှဒီအပေါ်မှာတကယ်မေတ္တာရှိတယ်တကယ်အကျဉ်းသာရှိတယ်ဆိုရင်ကိုယ့်ရဲ့ယဟန်ချင်းဟုတ်ကိုကိုယ့်ရဲ့ဝီနီသိက္ခာကိုမှဲ့တပေါင်းမှာအဆုံးမခံပဲတိလောက်ကိုအဖြစ်ဆုံးဆုံးဖြစ်ခြင်းရတယ်မေတ္တာတွေတော့ပို့တာပြီးလို့ရပါတယ်ကိုယ့်ရဲ့ပစ္စည်းလေးပါတော့မှာမေတ္တာတွေပို့အောင်သူတို့သိဖို့မလိုဘူးကိုယ့်မှာကိုပို့နေရပြီးလို့ရှိရင်ပို့ပြီးတော့သူတို့အကျိုးများအောင်တာသနာလုပ်ကိုအစွမ်းကုန်အားထုတ်ပြအောင်ပြီးလို့ရှိရင်တရားတော်မှဒီအတွက်အသိဉာဏ်တွေရအောင်တရားဒေသနာတော့ဟောပေးရတယ်တဲ့ဘာဟောပေးရလဲတဲ့ ဲ့ဒါဒီပင်ဂျေဇူးဆက်တာပဲကြံတဲ့စေကူပေးတာတွေတက္ကရာမတွေရဲ့အခိုင်းစင်လောက်တာတွေစာတီပြပစ္စည်းလက်ဆောင်ပေးတာတွေကမိစ္ဆာစီဝါအမှုတွေသာသနာတော်နဲ့မတ်အဆက်တဲ့ဒါတွေကအပါယကမဏီယအပယ်ရောက်ချောင်အမှုတွေဖြစ်သွားတော့ပေါ့ဒါဟုတော့တက္ကရာမတွေပြီးဖို့မလိုဘူးလားလိုရဲ့ဒါကြောင့်မို့အဲဒီလိုစာပေပို့ကြတရားပြသပြီးတော့ကောင်းမွန်စွာကြင့်ကြံနေတဲ့အရှင်မြတ်တွေတက္ကရာမတွေကပစ္စည်းလေးပါးနဲ့ထောက်ပံ့လူတန်းလို့အရှင်မြတ်ကြီးတွေကလည်း တကယ်တော့မားဒီပေါ်မှာမေတ္တာရှိတယ်ဆိုရင်ပို့ပြီးတီလာကိုချစ်မယ်ပို့ပြီးတော့ပရိယပတိပတ်ကိုအစွမ်းကိုပို့ပြီးတော့ကြိုးစားမယ်ဆိုရင်ဒါကျေးဇူးဆက်ရရောက်လာမရောက်ဘူးလားနောက်ဆုံးကျေးဇူးဆက်တဲ့အနေနဲ့တပ္ပဒုက္ခပဏူဒနံဆိုတဲ့ခန္ဓာဝတ်ဒုက္ခကအလုံးသောဝတ်ဒုက္ခကဝတ်ဒုက္ခကိုပယ်နှုတ်တတ်တဲ့ဓမ္မံဒေသင်တိဆိုတရားတော်တွေကိုတတဓမ္မံဒေသင်တိအဲ့ဒီပစ္စည်းလေးပါတကားတကားနော်ကျောင်းအလူရှင်တကားတော်မအားဟောဖို့ညွှန်ကြားပေးကြမှာပဲတဲ့ ဆရာတော်တန်ခါတော်တွေဟောကြားပြီးပါအဲအဲ့လိုဟောကြားရအောင်ဟောကြားရင်းမြစ်တက္ကတော်မတွေကလည်းအဲ့ဒီဟောကြားဟောကြားတော်မူတဲ့တရားတော်တွေကိုယူယူတည်တည်ဥထွေရပန့်ရှင်ပြီးတော့ကြင့်ကြံအားထုတ်မှသာလျင်မိမိတို့အဲ့ဒီဘုန်းကြီးကိုကိုးဝယ်ရကြုံနဲ့မှာဘာလို့ရကြုံနဲ့မှာအဲ့ဒါပဲပစ္စည်းလေးပါပဲလူတယ်ဆရာတော်တွေဟောလိုက်တဲ့တိလားကျင့်စဉ်တွေတိလားကျင့်စဉ်တွေဟောပြောတယ်မလိုက်တော့တမာရီကျင့်စဉ်တွေဟောပြောတယ်မကျင့်တော့ဘူးပညာကျင့်စဉ်တွေဟောပြောတယ် လက်တွေ့အထုံးဖို့မရှိဘူးဆိုရင်အဲ့ဒီကျောင်းအလူရှင်တကတော့မာဒီမှာဒါနလောက်နဲ့လမ်းမဆုံးသွားဘူးလားအဲ့လိုဆိုရင်သာသနာတော်ကြီးမှာဗုဒ္ဓဖန်ဆင်းတည်ထောင်ထားတာဒါနနဲ့လမ်းဆုံးဖို့ဟုတ်လားမဟုတ်ဘူးဒီဒါနကိုအကြောင်းပြုပြီးတော့တီလတမာရီပညာအစဉ်မြင့်ဆုံးနောက်ဆုံးမဉဏ်ပူဉဏ်တိတန်းနန်းနိုင်မှဖယားမြတ်စွာသာသနာတည်ထောင်ရချို့နတ်မလားမနတ်ဘူးလားအေးဗုဒ္ဓမြတ်စွာလေးတင်ကြီးကမာတသိအသွေးတော်ဒီအနန္တအသားတော်ဒီအနန္တဥကောင်းတော်ဒီအနန္တမျက်လုံးတော်ဒီအနန္တ အဲ့ဒီလိုဘဝဘောင်များစွာဆွန့်လို့ပေးဆက်ပြီးတော့ပါရမီတော်တွေဖြည့်ကျင့်တော်မူခဲ့တယ်ဆိုတာဥစဉ်တို့တွေကာမဂုဏ်တွေချမ်းသာဖို့မဟုတ်ဘူးเนาะယန်တော်တွေဆိုပစ္စည်းလေးပါးတွေပေါများပြီးတော့သာသနာတော်မှာစိန်ခံနေဖို့မဟုတ်ဘူးအဓိကဟာဒီပစ္စည်းလေးပါးကိုအကြောင်းပြုပြီးတော့သာသနာလမ်းမင်းကြီးတည်တံ့အောင်ဗုဒ္ဓလိုအကြပရိယပฏิပတ်တွေကျင့်ကြံအားထုတ်ဖို့ပစ္စည်းလေးပါးဒီအထောက်ပံ့ကိုယ်တော်ကတော့မဉ္ဇဉ်ပုံညာမျက်နှိပ်ပံရမဗုဒ္ဓမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဒီသာသနာတော်မှာ ယဟန်ဘဝကိုရင်ဘဝရရကျိုးနတ်မလားမနတ်ဘူးလားနတ်မယ်ဒကာတော်မတွေလည်းဒီတိုင်းပဲဖခင်မြတ်စွာတည်ထောင်တဲ့သာသနာတော်မှာဗုဒ္ဓရဲ့ရည်ရွယ်ချက်ကအာလုံးတစ္ဆာလေးပါးကိုသိစေခြင်းလို့အဓိကရည်ရွယ်ချက်မဖြစ်ပေဘူးလားအဲ့ဒီရည်ရွယ်ချက်တော်ကိုအကောင့်တွေဖော်ခြင်းကျောင်းလူစင်ဒကာတော်မတွေဟာကိုယ့်ရဲ့ဆရာသမားတွေဟောကြားနန်းညွန်ပေးတဲ့တီလာကျင့်စဉ်တမာတိကျင့်စဉ်ပညာကျင့်စဉ်တွေကိုလက်တွေ့ကျင့်ကြံဖို့မလိုပေဘူးလားအဲ့ဒါမှတကယ့် သာသနာပြုပုဂ္ဂိုလ်တွေဖြစ်လာမှာဟုတ်ရလားဒါကြောင့်ဒီနေ့အကြောင်းအလူကြီးကိုအကြောင်းပြုရဲ့ဆရာတော်တန်ဃာတော်ကြီးဟောကြားတဲ့တိလသမာဓိပညာအကျင့်မြတ်တွေကျင့်ကြံမယ်ဆိုရင်ဗုဒ္ဓလူတော်ကြအကြောင်းလူပဲကြီးဖြစ်မှာဟုတ်ရလားဦးဇင်းပြောတာအဲအဲ့ဒီလိုတက္ကရာတော်မကြီးအကြောင်းလူရှင်တက္ကရာတော်မကြီးအဲ့ဒီလိုကိုယ်ဆရာသမားကြီးညွှန်ကြားလိုက်တဲ့တိလသမာဓိပညာအကျင့်ကြီးကျင့်ကြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပုံကိုထိုးထွင်းပြီးပြီးသွားပြီးဆိုရင်ဖြစ်အဲ့ဒါအကြောင်းရဲ့လူဒန်းချင်းရဲ့အကျိုးရဲ့ဒါ အောင်မြင်ခြင်းအထွတ်ထိပ်ကိုရောက်ရှိသွားခြင်းသာဖြစ်တယ်ဒီလိုဆိုအထွတ်ထိပ်ရအောင်မကြိုးစားသင့်ပေဘူးလားအေးဒီလိုကြောက်စရာကောင်းတဲ့ခစ်ဆိုးခစ်ပြက်ကြီးမှာဥစဉ်တို့တွေမင်းမင်းလဲရောပေါပေါဆဆဖြစ်နေထိုင်နေမယ်ဆိုရင်ဖြစ်ဥစဉ်တို့ဘဝကြီးအရှုံးကြီးရှုံးလားမရှုံးဘူးလားရှုံးသွားမယ်ဥစဉ်တို့တွေတာမန်လောက်နဲ့မရောက်ကျက်ကိုဒီလောက်ရှိနေတဲ့အနေထားလေးနဲ့ငါတို့တွေကုသိုလ်တွေအများကြီးလုပ်ပါပြီဟာငါတို့ကျင့်တတ်ပါတယ်အလောင်းနဲ့မရက်စေချင်သေးပါဘူးနော်ဆက်လက်ပြီးဗုဒ္ဓဖြစ်စေခြင်းနဲ့ ်တပန်ဒုက္ခပနုဒနံအာလုံးသောဝိဒုက္ခကိုပယ်ပယ်ရှင်းတတ်တဲ့နော်မကင်ရှိပါအချင်းမြတ်ကြီးကိုဗုဒ္ဓမြတ်စွာဘုရားကျင့်သုံးစေခြင်းပါတယ်ဒါကြောင့်ဗုဒ္ဓဟာကြောင်းအနုမောဒနာတရားမှာအဲ့ဒီလိုမျိုးအာလုံးသောဒုက္ခမှာလွတ်မြောက်တတ်တဲ့တရားတော်တွေကိုဆရာတော်တန်ဃာတော်တွေကဟောကြားပေးမယ်ဟောကြားပြီးတဲ့အတိုင်းပဲတရားတော်မှတွေဟာ အဲ့ဒီလိုကြင့်ကြံအားထုတ်လိုက်မယ်ဆိုရင်ပရိနိဗ္ဗာတိအနာတဝောနောက်ဆုံးမှာចောင်းလူရှင်တကတော်မကြီးတရားအာတဝကင်းကယဟန္တာကြီးတွေဖြစ်သွားကြမှာတဲ့ကောင်းလားမကောင်းဘူးလားအေးအဲ့ဒါကြောင့်မို့ဦးစင်ကဒီတရားစကားကိုဒီမှာလဲအဆုံးသတ်ဖို့စိတ်တွေကဖြစ်ပေါ်လာပါပြီဒါကြောင့်ចောင်းလူရှင်တကတော်မကြီးတို့သာသနာအတွက်အခုလိုမိမိတို့စိတ်တွေစမ်းကြဲတဲ့လောက်အမတန်တင့်တယ်လှပတဲ့အမတန်မုံမြတ်တဲ့ចောင်းလူကြီးကိုနော် လူသားမန်တွေမလုံနိုင်တဲ့ဒီလိုအလှထူးကြီးကိုသာသနာတော်ကြီးကိုနော်တန်ခါကုံကိုအာယုံပြုတ်ပြီးတော့လူတန်းပူဇော်ခဲ့တဲ့ဒီကုသိုလ်ကောင်းမှုဟာဗုဒ္ဓမြတ်စွာရဲ့အလိုတော်အရာပြောမယ်ဆိုရင်နောက်ဆုံးအာတောကင်းကယဟန္တာအရှင်မယဟန္တာအရှင်မြတ်တွေဖြစ်ပြီးတော့ပရိနိဗ္ဗာန်ဝန်ဆံရမယ်အကျိုးကျေးဇူးထိကြီးမားလွန်လာပါတယ်ဒါကြောင့်မို့မိမိတို့ရဲ့အကြောင်းလူတော်ကြီးကိုတွေးမိပြီးတော့ဒီအကြောင်းလူကြီးကိုအကြောင်းပြုရဲ့မိမိတို့ရဲ့ဆရာသမားများဟောဖော်ညွှန်ကြားတဲ့ တီလတမာတိပညာအချင်းမြတ်တွေကိုတကယ်ကိုတန္တရာဝဒုက္ခကထွံ့မြောက်လို့လေစိတ်ဓာတ်အပြည့်အဝပြည့်တကယ်ကိုကြင့်ကြံအားထုတ်နိုင်မဲ့အခွင့်အရေးတွေရပြီတကားလားတကယ်ကိုပင်ခန္ဓာဝဒုက္ခကြီးမှလွတ်မြောက်ရမအိုရမနာရမတိရနိဗ္ဗာန်ရွှေပြည်နှံတို့အလင်းမြန်ဆုံးမြန်မောက်ပြုလေနိုင်ကြပါစေကုန်တည်းသာဓုသာဓုသာ